ကုလသမဂ္ဂရဲ့86ကြိမ်မြောက်အထွေထွေညီလာခံကိုစက်တင်ဘာလ14ရက်ဒီကနေ့မှာပြုလုပ်နေပြီဖြစ်ပါတယ်။ဒီကနေ့ပြုလုပ်နေတဲ့ညီလာခံမှာအာနာသိစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုအတိမတ်မပြုဘဲတာမကြီးဦးကျော်မိုးထွန်းကိုယာယီနေနဲ့ဆက်လက်အတိမတ်ပြုဖို့အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကြားသဘောတူညီမှုရရှိထားတဲ့ဆိုပြီးအမေရိကန်ခြေဆိုင်နိုင်ငံသားရေးရာမူဝါဒစာဆောင် Foreign Policy ကရေးသားထားပါတယ်။ဒီကိစ္စကိုကမ္ဘာအင်အားကြီးနှစ်နိုင်ငံကြားရပ်ပေါင်းများစွာအချိန်ယူပြီးစိတ်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့အဲ့ဒီသတင်းမှာရေးသားဖော်ပြထားပါတယ်။ ကိုတော့ကဆုံးခွင့်ရှံကောလာတဲ့ကိစ္စရှိပါလားစက်ကောင်စီကိုလာပြီးတော့ရင်းစစ်စစ်နားချလာခင်ဗျနားချလို့မရဘူးတူတယ်စက်ကောင်စီနည်းနည်းတော့ဖိအားပေးမှဖြစ်မယ်လို့ပြောပြရတယ်အဲဒီကအဲ့ဒါအကြောင်းမျိုးဒီကိစ္စတည်းလို့ဖြစ်လာတယ်ခင်ဗျဟိုဒီဖက်ကတော့အမေရိကန်ကိုအမေရိကန်ကိုလည်းသူကချွဲပြီးဟိုဆေးဆက်တယ်စက်ကောင်စီကိုမရောပေါင်းပြီးဖိအားပေးတဲ့ဘောပေါ့အဲ့ အဲ့လိုကျမတွေ့နေတာပဲအဲ့တော့တိရွက်ကအစိုးရကြီးကပြောပြီးဘာသာတည်းရဲ့ရှေ့နိုင်ငံကြီးမှာ NLD ပါဖို့လိုတယ်ဆိုတာသူကပြောထားတာဘာသာပြည်သူလူထုကလည်း2010မှာပုံကောပြီးသိထားတာဖြစ်တယ်အဲ့အဲ့ဒီအတွက် NLD နဲ့ဆိုင် NLD ကိုထောက်ခံပေးကြဟာပြီးတော့ဒီကောင်ကကြားဝင်နေပေါ့ဗျာတိရွက်ကအဲ့လိုကြီးပေါ်ရပါတယ် ကျွန်တော်တို့တရုတ်ပြည်ကဗမာပြည်ပြည်ထောင်ကိုချင်းကပ်တဲ့ခါမှာပြီးခဲ့တဲ့လပိုင်းကြီးကစပြီးတော့တွေ့ရတာတော့ဒီဗမာပြည်ထဲမှာရှိတဲ့သူရဲ့နိုင်ငံရေးအုပ်စုအားလုံးပါဝင်တဲ့ပြည်ရန်ရေးဆိုတော့သင်ပြတာတွေ့ရသဘာဝီလက်တွေ့ပြည်ထောင်ကလည်းအနေချာတင်မှမှုတွေမြင့်တက်လာတယ်သဘာကပြပခါရီလက်နက်ကင်တိုက်ခိုက်မှုတွေဟာလည်းတော်တော်များများနေရာမှာဖြစ်နေရန်ကုန်မှာလည်းဒီမှာဟော ။ဒါပြင်းနဲ့ချင်းပြင်းနဲ့ဘိုင်းတိုင်းမကိုတိုင်းတော့တင်းသားကြီးစိုက်သေးတယ်မှဖြစ်လာပြီးတော့ဟောစေကြောက်ချဘူးမရှိဘူး။တို့တမန်မူရင်းမြင့်တက်လာတဲ့အချိန်မှာတရုတ်နေနဲ့နိုင်ငံတကာဝန်ဝိုင်းနဲ့အထူးလေအမပီကတော့တရုတ်နဲ့အမေရိကန်နဲ့အဒီအိန္ဒိယသဘောတရားနဲ့ပတ်သက်ပြီးပြန်ဆိုင်မှုရှိမှာ။ဟောရှိနေတဲ့အချိန်မှာတရုတ်နေနဲ့အမေရိကန်နဲ့လားသဘောထားကွဲမယ်ဆိုရင်တရားမှုကြီးအမျိုးဖြစ်နိုင်တယ်လို့ တော့တေယုနေနေကတော့တစ်ခုဘာမို့တစ်ခုရှိနိုင်တာကတော့ဒီဗမာပြည်မှာရှိရဲ့အဲနာဆာကောပုံကန်တိုက်ခိုက်နေရဲ့အင်အားစုတွေကိုနော်ဒီအမေရိကန်တို့မို့အနောက်စုကနေပြီးတော့လားနက်ခန်းထုတ်ပါမယ်ဆိုလို့ရှိရင်တော့အချင်းကြီးဟာပို့ခင်းအသိရခက်တဲ့အချင်းကြီးပြရောက်လာမှတို့ဆိုးရီမှုရောက်လာဒါဆိုလို့ရှိရင်တော့သူ့ရဲ့အိန္ဒိယခပ်ပေါင်းနဲ့ ဒီမှာမရှိတဲ့သင်္ဃပြွာကြတဲ့သွားရေးစီစဉ်အလုံးဟာအချိန်ကန်တဲ့နောက်ရှိဆိုင်သွားနိုင်တာပေါ့ဒီတင်မာမှုတွေမြင့်တက်လာတဲ့ချိန်မှာသူတက်ဆမှုဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ policy ဖြစ်တဲ့စီစဉ်ညီနေအောင်မြင်မှုဆိုလို့ရှိရင်လည်းသူ့ဖွားတော့အမေရိကန်နဲ့ညီနေမှုလိုးလာတာပေါ့သူ့ကိုယ်တိုင်အမေရိကန်နဲ့ညီနေမှုလိုးလာတဲ့အချိန်ဖြစ်လာတယ်လို့သူယူဆဝင်ရတယ်မိုင်းရီမာတီသင်ရခဲ့တဲ့အချိန်မျိုးပေါ်လာတယ်ကြောစဲ အချိုးစီပွားရရောနေဇတိတာထိထိစမှုရအောင်သူ့မှာတိုက်သူ့တဲ့အောင်မျိုးရှိမှဖြစ်တော့အဲကြောင့်မလို့တရုတ်အနေနဲ့ဟာပြဿနာဖြစ်ရှင်းမှုအမေရိကန်နောက်ဆုံးတွေမှာညီနိုင်မှုတွေပြုလုပ်လာတယ်လို့ပဲသုံးသပ်ရပါတယ်တရုတ်နဲ့အမေရိကန်ကမကထပြုလုပ်ပြီးစကင်တိုင်းထားတဲ့ဒီသဘောတူညီချက်ကိုရုရှားအပါအဝင်ဥရောပသမဂ္ဂ EU အာဆီယံနိုင်ငံတွေကပါအလို့သဘောလက်ခံကြတယ်လို့သိရပါတယ် ကုလသမဂ္ဂကိုယ်စားလှယ်ဆုံးဖြတ်ရေးကော်မတီအနေနဲ့ဦးကျော်မိုးထွန်းကိုလက်ရှိနေရာမှာနိုဝင်ဘာလအထိဆက်ထားပေမဲ့ IOG ကိုယ်စားလှယ်ကိုလက်ခံလိုက်တဲ့သဘောမဟုတ်ဘူးလို့လေလာတုံသက်သူတွေကဆိုကြပါဗျ။ဘာကြောင့်စစ်ဆေးမှုနည်းနည်းလုပ်လဲဆိုလို့ရှိရင်အဲအမေရိကန်ပြည်နာကိုသူကဖီတူအနာသုံးချနေုံနဲ့ပြဿနာမပြေလည်တော့ဘူးဆိုတာသူကနားလို့လည်းဖြစ်ပါကျားနေတဲ့အနေအထားမျိုးတော့မရှိဘူး။အခု policy account ဖုန်းတွေပဲညှိပါတယ်။ဒါကပြောင်းွက်မရှိဘူးဆိုတာခင်ဗျားတက်ခုသတိရှိမှဖြစ်ပါတယ်။ ပိုင်းကကျွန်တော် NLD ကိုယ်စားလှယ်ကိုအရှိတော်အရှာပါတီတွေရှင်ယူကမှာဖိတ်တယ်။ဒါနဲ့စကားပြောဝယ်မပေးဘူး။ဆိုလိုတာကစကားပြောဝင်ပေးလိုက်ရင်သူကဗမာပြည်ရေးဒီမိုကရေစီရေးနှစ်ဆန့်ကနေပတ်သက်တိုင်းကင်းလာမှာ။ဆိုလို့ရှိရင်အဲဒီကနေပြီးတော့သူပို့ပြီးတော့ပြပခပြင်ထန်လာမှာသူဆွေးရင်တော့။နော်အဲ့တော့နှိမ့်နိုင်မှုတွေမပြီးမချင်းဒီဥစ္စာကိုသူဗာပြောမလဲ။ဒီစကားပြောဝင်ပေးကိုသူပိတ်တာပဲ။အဲ့ဒါစကားပြောဝင်ပိတ်တာကသူက သူ့ရဲ့နိုင်ငံရေးနဲ့ပြတ်ပေါ်ဗျာသူနေရေးပြည်ရှင်းရေး format ကလောက်တာပါ။ဒါနေလည်းဘောမျိုးမရှိဘူး။နိုဝင်ဘာလရှိလိုက်တယ်ဆိုတော့စက်တင်ဘာပေါ့ဗျာနော်။အောက်တိုဘာနိုဝင်ဘာနှစ်လပေါ့။နှစ်လအတွင်းမှာသူ့ရဲ့ဂျူဘန်မုန်နဲ့ပြည်သူ့ချင်းတွေထပ်ကြည့်ပြီးတော့နောက်ချင်းလည်းနှမ်းလိုက်မှာထင်ပါတယ်။ဒီ community อ่ะဟိုပြည်သဘောတရားတို့လူသားတို့တိတ်မပြောတော့ဘူးလေအခုသူ့တိုင်းပြည်မှာလဲသူကလူတွေရဲ့ဒီမိုကရေစီရရှိခြင်းစိတ် ပို့ပြီးတော့အဲကောင်းမွန်တဲ့ဘဝရာရေတရားဥပဒေစိုးမိုးလေးတော့ပဲသူကဒီဘက်ကိုသူကပို့ပြီးတော့ဥစားပေးပြီးတော့လုပ်လာတယ်။အဲကျွန်တော်အနေနဲ့တမ်းတမ်းကြည့်ဟိုကင်းနေတဲ့ဘက်ကနာဗမာပြည်မှာလည်းအခုကလူတွေကတေးဥဆန့်ကျင်ကြရတဲ့တော်တော်ကြီးမားနေတာဖြစ်တော့ဒီဥစ္စာတွေကအနေနဲ့ပြန်ပြီးတော့စုပေါင်းလာအနေနဲ့ကောင်းလာအောင်ရှင်းသားရပြရပါတယ်။ တော့ခင်ဗျာစစ်ကောင်စီကတော့အဆိုင်ချစ်တာလေခင်ဗျာဆိုတော့ဒီကလာကမကမနေရမရဘူးကြလားသူဒီရမတွင်းလို့သဘောထားလိုက်တာဒီတော့ချစ်ကြပါခင်ဗျာဒီကနေ့မှာစတင်ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာကော်မတီဥက္ကဋ္ဌအနေနဲ့စီရင်နိုင်ငံကဆောင်ရွက်သွားမှာဖြစ်ပြီးတရုတ်ရုရှားအမေရိကန်အပါအဝင်ဘဟားမားချီလီဘူတန်ဆီယာရာလီယွန်းနဲ့တောင်အာဖရိကနိုင်ငံတို့ကအဖွဲ့ဝင်တွေအနေနဲ့ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ Foreign Policy ကရေးသားထားပါတယ်။ ဒါဟာအာဏာသိမ်းစစ်တပ်အနေနဲ့နိုင်ငံတကာမှာတရားဝင်အစိုးရတဖွဲ့ပုံဖော်နိုင်မှုစူးစမ်းနေမှုကိုအကြီးအကျယ်ထိုးနှက်ခံရတာဖြစ်တယ်လို့မြမအရေးကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ကျွန်တော်ဖြိုးလင်အောင်ပါ